Chelsea နဲ့ Liverpool တို့ထိတ်တိုက်တွေ့ဆုံနေတဲ့ Premier League ပွဲစဉ်ခုနှစ်မင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှိုးအနေချူတူရခင်ဗျကျွန်တော်ကိုခင်းပါပရီးမီးယားလိပွဲစဉ်ခုနှစ်နဲ့ပတ်သက်ပြီးတော့ဘယ်အသင်းတွေထိတိုက်တွေ့ဆုံနေတယ်ဘယ်အချိန်မှာရှင်ပြိုင်ကစားဖို့ရှိနေတယ်စတဲ့အချို့ရှင်ခုံတန်လေးတွေကျွန်တော်တို့တူတူလုပ်လိုက်ရအောင် ပရီးမီးယားလိပွဲစဉ်ခုနှစ်ကံပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့အတွက်၄စီးဝီကိုရောက်လို့လာပြီ International break တွေရှိပါတယ်နိုင်ငံတကာပွဲစဉ်တွေရှင်းပြကစားဖို့ရှိပါတယ်ဒီတော့ကြောင့်ဒီတစ်ပတ်မှာကစားမယ့်ပရီးမီးယားလိပွဲစဉ်ခုနှစ်ကကျွန်တော်တို့နောက်ဆုံးကြည့်ရမယ့် ရက်တရက်ပါပေါ့နော်ပရီးမီးယားလိပွဲစဉ်၈ကိုကြည့်ရဖို့အတွက်ကြားထဲမှာတပတ်နားပါမယ်ဒါပေမဲ့ပွဲကောင်းနေအများကြီးပါတယ်ပြဿနာတခုတော့ရှိတယ်အဲ့ဒီပွဲကောင်းတွေကိုတရက်ထဲမှာသွားရောထားတာအထူးသဖြင့်ပရိသတ်အားပေးမှုများတဲ့အသင်းတွေရဲ့ပွဲတွေပေါ့နှစ်ရက်လောက်ခွဲထားလိုက်ရင်မဆိုးဘူးစနေတရက်ထဲမှာပဲရောပြောနေတယ်ဒါတော့ကျွန်တော်သိပြီးသဘောမကျအောင်ကစားဖို့ရှိတဲ့ပွဲတွေကတော့တောက်ကြညတွေကစပြီးကစားမှာဗျတောက်ကြညတစ်ခွဲမှာ ဘုံမောက်နဲ့ဖူလန်ပွဲရှိပါတယ်။ဆိုတော့ဒီပွဲစဉ်ကလည်းမစိုးတော့ဘူးဗျ။ဖူလန်နေနဲ့မာဂုံရှိပေမဲ့ဘုံမောက်နေပြအရာအိုလာဒီကစားသမားကောင်းနေမရှိပေမဲ့လည်းအသင်းကိုအကောင်းဆုံးထိန်းချောင်းထားနိုင်တဲ့နီးပြတယောက်ဆိုတာဒီဘလုံးရတီမှာတက်တည်ပြထားတယ်။အဲ့တော့မာဂုံရှိတဲ့အသင်းတစ်သင်းကိုအိမ်ကွင်းမှာအဲ့ခန့်ရှင်ပြိုင်ကစားရတဲ့အခါကျရင်ဘုံမောက်ဘလို့လုံးပြနိုင်မလဲ။လေးလာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။တိုးတော့အရန်ညှက်တဲ့အခါကျတော့ဒီပွဲစဉ်ကိုကြည့်ဖို့ကတိတ်အစင်မပြေတော့ကျွန်တော်တို့လည်းရှစ်မှာချန်ပီယံလိနဲ့ရဲ့သတိုက်ကြည့်ထားတော့လစ်နေပြီပေါ့နော်။ ကျွန်တော်စနေရောက်ပြီဆိုတာနဲ့ပွဲကောင်းတွေအများကြီးပါပါတယ်ည6:00နာရီမှာ Leeds United နဲ့ Tottenham Hotspur ပွဲရှိတယ်အဲဒီပွဲကိုတော့ကျွန်တော်တို့ဟိုကြည့်တင်တယ်ကျွန်တော်တို့ဆိုတာတက်ဆိုင်ကျွန်တော်ပေါ့လေ Leeds ပါတဲ့ပွဲစဉ်တွေကိုပွင့်လင်းပြောကျွန်တော်တိတ်မကြည့်ရသေးဘူးအဲ့တော့ကျွန်တော် Leeds ရဲ့စွမ်းဆောင်ရည်ပိုင်းကိုတရားလဲအကဲဖြတ်ချင်တာပါတယ် Tottenham Hotspur အနေနဲ့ဘာလို့ပြနိုင်မလဲထပ်ပြီးတော့ကြည့်ချင်တာလဲပါတယ် Total ကိုအများလေးတွေကို အာယုံတော့ရနေတယ်ပေါ့နော်ဆိုတော့6နိုင်မှာရှင်မြန်ကြီးသားမှာဖြစ်တဲ့အတွက်ကြောင့်စောစည်းစွာကျွန်တော်ထားကြည့်လို့ရတယ်ပွဲစဉ်ပွဲလေးဖြစ်ပါတယ်နောက်ထပ်ပွဲတွေကတော့ကျွန်တော်ည6ခွဲမှာရှင်မြန်ကြီးသားမှာပွဲနှစ်ပွဲရှိပါတယ်အာစတန်နဲ့ဒမန်ယူနိုက်တက်တို့ပွဲတွေပေါ့နော်ပွဲကသွားပြီးတိုက်နေတယ်ကျွန်တော်မှအဲ့လိုမျိုး screen တစ်ခုနဲ့ကြည့်ရအောင်မေဗျာနည်းနည်းအာယုံနောက်တယ်အာကြီးကတော့လန်နဒါပြီးဂန်နာနဲ့ဟမ်မာ ထိတ်တိုက်တွေးဆမှုရှိနေပါတယ်။ဂန္ဓာဟမ်းမှာဘာညာပြောနေမယ်လက်ရှိအဆင့်တန်းအရတော့ဒီနှသိန်းချားထဲမှာကွာခြားချက်တချို့ရှိတယ်ဗျ။အာစတန်ဒီတော်တော် solid ဖြစ်ပြီးတော့ဒီနေ့ရတယ်မှာ strong ဖြစ်လာတဲ့အသင်းတစ်သင်းပြိုင်ဘက် legend တော်တော်များများတော့မှာအာစနယ်အသင်းကိုဒီနေ့ရသည်ဖလားမှန်းကြတာတွေရှိတယ်။အဲကျွန်တော်တို့မှန်းတာမဟုတ်ဘူးเนาะဒါတခြား legend တွေကိုပြောပြတာကိုယ်တိုင်ကိုကြ Google မှာအဖြစ်ဖြစ် like ရှာပြီးဖတ်ကြည့်တော့တွေ့လိမ့်မယ်။အဲ့တော့ပြောချင်တာအတိတ်မှာလည်းတိတ်ပြီး reason မရှိတော့ဘူးဒီနေ့ရသည် ို့အကုန်လုံးလိုလီသေးမရှိ အတင်းတောင်ရှိတဲ့သူတွေဖြစ်တင်းပေးထားတယ်သူတစ်ခုမဟုတ်တစ်ခုတော့လုတ်ပြတင်တယ်ပရီးမီးယားလိရဲ့ဇက်ရှင်ကလည်းဒါလီဗာပူးอ่ะဗျာပြီးခဲ့တဲ့ပွဲစဉ်6မတိုင်ခင်တောက်လျှောက်ဖြတ်ထားတာအဲ့တော့6မှာပထမဆုံးလီဗာပူးရှုံးပွဲကြုံတွေ့သွားခြင်းဟာဒီဇက်ရှင်ကိုပြန်ပြီးမြင့်တက်လာစေခဲ့တယ်လို့ကျွန်တော်ထင်တယ်ဗျအဲ့တော့အာအီးနေနဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာပိပိကစားပြီးတော့နိုင်ပွဲတစ်ပွဲကိုတေချာပုံဖော်ထားနိုင်တယ်အဲ2-0လောက် reset မျိုးတွေဟာအာဆင်နယ်တွဲပြီးတော့ မှတ်မိနေတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ဒီပွဲတင်မှာလည်းအဲ့လိုအနိုင်ဆုံးတွင်ကိုတူးစည်းလောက်နဲ့ပေါ့နော်နိုင်သွားမဲ့အခြေအနေတွေအများကြီးရှိတယ်အဲ့ကြေးတွေဘာတွေကြည့်ပြီးတော့ပွဲချုပ်သုံးသက်ချက်လုပ်ရင်ထပ်ပြီးတော့ဖြည့်ဆွတ်ပြောပါမယ်နောက်တစ်ပွဲက United နဲ့ Sunderland ဆန်ဒလန်ကသွားရှုပ်လို့မရတဲ့အတင်းတင်းတော့လီဘရစ်ဒီဆန်ဒလန်နဲ့တော်တော်အဆင်ပြေတဲ့နီးပြားလို့ပြောရမယ်ပြီးခဲ့တဲ့ဘောလုံးရသည်ကဆန်ဒလန်ကိုအကောင်ဆုံးထိန်းချောင်းပြီးပရီးမီးယားလိအောင်ဆွဲတင်နိုင်ခဲ့တဲ့ပြင်သစ်သားသူကိုယ်တိုင်ကလည်းဆန်ဒလန်ကစားသမားတယောက်ဖြစ်ခဲ့ဘူးတယ်ဆန်ဒလန်ရဲ့ကစားသမားအများစုကလည်းဟိုပလေယာကောင်းတွေပါတယ်ဗျယူနိုက်တက်ပွဲချက်ရင်ဆိုင်ရအောင်မှာပါဒါမဲ့လည်း ယူနိုက်တက်အချိန်ကဒီထက်ပိုဆိုးသွားရင်တော့မသိတော့ဘူးပေါ့ဗျာကျွန်တော်တို့ဟိုယူနိုက်တက်ဆိုတဲ့အမည်နာမအင်းနဲ့တောင်လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေခြေသွမ်းနေရဘာမှမလိုက်ဖက်တော့ဘူးတုံးမုံတပုံလုံးလိုက်ဖက်ရင်တောင်မှတော်တော်ကျမ်းပါပါတိုးတော့အခုချိန်မှာရူဘင်အမော်ရီအနေနဲ့ PR တဖြည်းဖြည်းများလာပြီအတူကိုယ်တိုင်ကချက်စီကိုအနိုင်ယူပြီးသွားတဲ့အချိန်မှာအလန်းကြောင့်မှတစ်ခုပေါ်ရောက်အောင်ဆွဲတင်မယ်လို့ကြုံဝါခဲ့ပေမဲ့ကျွန်တော်ပြောနေကြစကားလို့ပေါ့ တပွဲနဲ့နိုင်ပြီးနောက်ပွဲတွေကအသေးကြလိုက်ရှုံးလိုက်ဆိုရင်အဲ့ဒါဘာမှမထူးမုံလုံးဆက်ကူကတ်နေတယ်လို့ပဲဒီတန်တရာပဲပြန်ပြီးတော့လဲနေမှာဒီတော့ကြောင့် United အနေနဲ့ဒီပွဲတွေကိုပြန်နိုင်သွားတယ်ဆိုရင်တော့ international break ကထပ်ပြီးတော့ပေါ်လာပြန်ပြီဆိုတော့မတက်နိုင်ဘူး United သင်းနေနဲ့ဒီပွဲစဉ်မှာမဖြစ်မနေအနိုင်ကစားလိုက်မယ်အနိုင်ကစားရမယ်ဆိုရင်ပဲလက်ရှိအခြေအနေကနိုင်ပွဲတစ်ပွဲရဖို့တော့မနေရုံးကန်နေရတဲ့အခြေအနေမျိုးပါရူဘင်အမော်ရင်သူ့ရဲ့ယာတုနေရာကိုစိတ်ပူတယ်ဆိုရင်တော့ညံနီညံဝါညံပြအကုန်သုံးပြီးတော့ဒီပွဲကိုနိုင်အောင် ကြိုးစားရပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့တလက်စားရမ်းမိဆက်ပေးချင်တာကျွန်တော်အခုဗီဒီယိုလိုကိုကူညီပတ်မှုထားတဲ့ football game မှာ iBook ရှိကိုငါတို့လုံးမေး sport 8တို့နဲ့ wireless sport ကိုကစားလို့ရပါတယ်မြန်မာချင်းနဲ့တီးတဲ့ကစားလို့ရတယ်ဘန်ကွင်းနဲ့လည်းကစားနိုင်ပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဗမာတမက်6တို့လုံး9တို့လုံး5တို့လုံးမှာဆက်သွယ်ဆုံးသက်မိမြန်လို့ရပါတယ် โอเคကျွန်တော်နောက်ထပ်တပွဲကတော့ည7:00နာရီမှာရှင်ပြိုင်ကြသမယ် Chelsea Liverpool ရှယ်ပွဲကြီးပေါ့လေကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ ပွဲကြို lineup analysis ကို Facebook မှာလုပ်မယ်။ watch along တပွဲကျွန်တော် YouTube မှာလုပ်ပေးမယ်။အဓိကတော့ Chelsea Liverpool ပွဲ watch along လုပ်ပေးမယ်ပေါ့နော်။ So လက်ရှိချိန်မှာနှစ်သင်းလုံးကကြားနာတယ်ကြီးပဲ။ Liverpool ကတော့ဟိုနေ့မြင်ညပြောက်ရုပ်ချီးဆိုလိုပြောင်းသွားတာဗျ။နှစ်ပွဲဆက်မရှုံးခင်အချိန်တုန်းက Liverpool ကလုံးဝရွှေပါပဲ။ဆရာကြီးပဲ။တော်တော် Palace ကိုရှုံးသွားတဲ့ပွဲမှာတော်တော်အထိနာသွားတယ်။ နောက်ထပ်တပွဲမှာထက်ရှုံးတယ်တကယ်တော့လီဗာပူးအခြေအနေနဲ့အဲ့လိုမဖြစ်သင့်ဘူးလီဗာပူးသာအဲ့ဒီနှစ်ပွဲလုံးမှာတပွဲတည်ကြတပွဲနိုင်ဆိုတော့ reset မျိုးနဲ့ဒါဒီပွဲကန်ရမယ်ဆိုရင် Chelsea တတော်မချောင်းဒါပေမဲ့ကန်ကောင်းတာတခုက Chelsea ကဂျာမန် Benfica ကိုနိုင်သွားတယ်အဲ ကန်အားဖြင့်လို့ပဲပြောရမှာပေါ့နော်ဘန်ဖီကာကိုနိုင်ပြီးရင်ချဲစီလမ်းကြောင်းမှန်ပေါ့ပြန်ရောက်တတ်တယ်အဲ့ဒါကတော့ကိုယ့်ရဲ့ယုံကြည်မှုနဲ့ပဲစိုင်လိမ့်မယ်ဟုတ်လီဗာပူးပရိသတ်အနေနဲ့ဒီလိုယုံကြည်မှုရှိချင်မှရှိလိမ့်မယ်တို့တော့ကျွန်တော်တို့ချဲစီပရိသတ်ကြတော့အဲ့ဘန်ဖီကာကိုနိုင်ပြီးရင်ချဲစီတစ်ခုလုံးပြရတယ်ဆိုတော့ယုံကြည်မှုလေးရှိတယ်ပေါ့နော်တကယ်တော့လက်တွေ့မှာလဲဟုတ်ချင်ဟုတ်လိမ့်မယ်မဟုတ်ချင်မဟုတ်ဘူးပေါ့ဒါတော့ကိုယ်ယုံကြည်မှုဖြစ်တဲ့အတွက်ကြောင့်အမြင်ညွတ်တူမှာမဟုတ်ဘူးဒီ FIFA Club World Cup မှာလဲဘန်ဖီကာကိုနိုင်ပြီးကျွန်တော် တစုံတစ်ခုလုတ်ပြနိုင်ရတယ်အဲ့တော့ဒီပွဲစဉ်မှာလည်းကျွန်တော်ပြောတာဟိုနိုင်နေပါညာပြောတာမဟုတ်လီဗာပူးတွေဒုက္ခပေးဖို့အတွက်ချယ်ဆီမှာစိတ်သက်ခွန်အားလေးအနေငယ်ရသွားမယ်လို့ထင်တယ်လက်တွေ့ကျကျစဉ်းစားကြည့်ရင်တော့ဒါပွင့်လင်းဆုံးကျွန်တော်ပြောမလွယ်ဘူးချယ်ဆီရဲ့အဲ့ defensive line မှာဘယ်ကစားသမားထဲ့ထဲ့ဘလို့မှယုံကြည်စိတ်ချရတဲ့ကစားသမားတွေမဟုတ်ဘူးဗျအဲ့တော့ကြောင့်ဒီပွဲစဉ်ဒီဟိုလီဗာပူးအတွက်စိတ်သက်ပိုင်းဆိုင်ရာအတားကြီးမရဘူးဆိုပေမဲ့တကယ် reality ဘိုင်းမှာတော့ကစားသမားစုဖွဲ့မှုမှာလီဗာပူးကချယ်ဆီထက်ပိုပြီးတော့အားကောင်းနေတယ်လို့ပဲပြောရမှာပါ โอเคအဲ့တော့ကျွန်တော်တနင်္ဂနွေနေ့ရောက်ပြီဆိုတာညခုနှစ်နာရီခွဲမှာလေးပွဲရှိတယ်။အဲ့ပွဲတွေကြောက်ရလဲပရိသတ်စိတ်ဝင်စားမဲ့ပွဲကမပါတော့ပြန်ဘူး။ဆိုတော့ခွန်ခွဲပထမဆုံးပွဲကအက်စတန်ဗလာနဲ့ဘန်လီအင်ဂျီစင်တူအတင်းအတင်းထိတိုက်တွေ့တဲ့ပွဲပေါ့နော်။နောက်တစ်ပွဲကတော့အေဗာဒန်နဲ့ ခရစ်စတပယ်လစ်အဒီပွဲကလည်းမထင်မှတ်ပဲကြည့်လို့ကောင်းသွားနိုင်တဲ့ပွဲစဉ်တစ်ပွဲ Everton ရဲ့ Margon နဲ့ Palace ရဲ့ Margon ကျွန်တော်တွေ့ရမယ် Glasner နဲ့ David Moyes David Moyes နဲ့ Glasner Goodison Park မှာဘသူကကြာဘသူကနွားလဲကျွန်တော်တို့ထပ်တွေ့ရမှာပါ နောက်တစ်ပွဲလည်းကြည့်လို့မဆိုးပါဘူး Newcastle နဲ့ Nottingham Forest Newcastle ရဲ့အဓိကကစားသမားဖြစ်လာနိုင်တဲ့ အဒနီအီလန်ကပေါ့သူ့ရဲ့အသင်းဟောင်းကိုပြန်လည်ရှင်ဆိုင်ရပါမယ်သူ့ရဲ့အသင်းဟောင်းကတော့ပြီးခဲ့တဲ့ဘောလုံးရာသီကမကြော်မှုမျိုးမရှိတော့တာအမှန်ပဲဗျကဲနောက်တစ်ပွဲကဝူဗန်ဟန်တန်နဲ့ဘရိုက်တန်ဒီပွဲကတော့တာမန်ပွဲတစ်ပွဲထက်မပိုဘူးလို့ကျွန်တော်ယူဆပါတယ်ကဲနောက်ဆုံးပွဲကတော့ဘရန်ဖို့နဲ့မန်စီးတီးမန်စီးတီး ပြန်လာဖို့80%ရှိနေပြီလို့ကျွန်တော်ပြောခဲ့ပေမဲ့ချန်ပီယံလိမှာတော့နည်းနည်းလေးတွေ့ဖယ်သွားတယ်ပေါ့ဗျာဒါပေမဲ့ချန်ပီယံလိဖြစ်တဲ့အတွက်မိုနာကိုဖြစ်တဲ့အတွက်ဆိုပြီးဖြစ်တွင်တော့ရတာပေါ့ EPL မှာတော့ပပ်ဒီလမ်းကြောင်းမှန်ပေါ်ရောက်လူနီးပါးဖြစ်နေပြီလုံးဝတွေ့ဖယ်လို့မရတော့ဘူးပွဲနှစ်ပွဲသုံးပွဲနိုင်အောင်လည်းမရဘူး EPL မှာ Man City ၄၅ပွဲစတိုင်နိုင်တဲ့အဲ့လိုဖြစ်ရင်တော့ဒါလမ်းကြောင်းမှန်ပေါ်ပြန်ရောက်ပြီကျွန်တော်တို့ပို့ကြည့်လို့ကောင်းပြီ Liverpool Arsenal နှစ်သင်းနဲ့ပဲဖလားပြန်ရမှာမဟုတ်ဘူး Man City ပဲပြန်ပြီးပါလာပြီအဲ့တော့ကြောင့်ဒီပွဲစဉ်ကလည်း မက်ဆီဒီအနေနဲ့ Brandford ကိုစာနာမှုကိမဲ့စွာနဲ့ရှင်ပြိုင်ကစားမယ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ခင်ဗျာဒါတော့ဒီဘက်မှာရှင်ပြိုင်ကစားမယ် Premier League ပွဲစဉ်9ရက်အကျိုးရင်ခုံတန်ဖြစ်ပါတယ်ကျွန်တော်ညီကိုရဲ့အကျိုးရင်ခုံတန်လေးကိုလည်းသိကြပါတယ်ကွန်မန့်မှာဝင်ရောက်ဆွေးနွေးသုံးသပ်သွားလို့ရပါတယ်ခင်ဗျာ